YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ခုတင်ဆက်ပေးမယ့်သတင်းအရတော့ပြည်ချင်းမြေစုဆရာတော်ကြီးဒေါက်တာဗတ်တန်တာအားဒေဆဝန်သားရဲ့65နှစ်ပြည့်ဝိဇာတာမွေးနေ့အလှူတော်ကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မန္တလေးအမြန်လန်း68မိုင်ရှိရခိုင်နောင်ကျောင်းတိုက်ကြီးရဲ့ဦးစီးပဒနာနာရကဆရာတော်ဒေါက်တာဗတ်တန်တာအားဒေဆဝန်သားပြည်ချင်းမြေစုဆရာတော်ကြီးရဲ့ 65နှစ်ပြည့်ဝိစာတာမွေးနေ့အလှူတော်ကိုရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိလူတော်ပြည့်ကျောင်းတိုင်အောင်မြင်ဘောဒီဓမ္မရိပ်သာမှာကောစာတက်ကြဲ1389ခုနှစ်ဝါဇူလ25ရက်ခုနှစ်2025ခုနှစ်ဇွန်လ29ရက်နေ့မနက်ပိုင်းကကျင်းပခဲ့ပါတယ်။စူပါဝိစာတာမွေးနေ့နဲ့အတူဂုဏဝိသိဒ္ဓထဆင့်ဂုံပြုပူဇော်ပွဲဝါဇူတင်ငန်းကပ်ပွဲနဲ့ တိခါထက်အလှူတော်ကိုလည်းကျင်းပခဲ့ပါတယ်။အဆိုပါခန်းနာမှာတန်ခါတော်အပါ၁၆၀ကိုနိဇွန်စကတ်လှူဒန်းခဲ့ပါတယ်။အဲ့နောက်မှာတော့ဆရာတော်ကြီးရဲ့တာနာပြုလုပ်ငန်းများဆောင်ရွက်ရာမှာဘွဲ့တစိတ်တော်များရရှိခဲ့တဲ့အတွက်ဂုဏဝိသိဒ္ဓထသင့်ဂုံပြုပူဇော်စကတ်ခဲ့ပါတယ်။ဆက်လက်ပြီးဆရာတော်ကြီးကအလှူဒါရကဒါရိုက်ကာမများအားဂုံပြုမှတ်တမ်းလွှာများပေးအပ်ချင်းမြင့်ခဲ့ပြီး တစ္ဆာလေးပါတရားတော်ဟောကြားခဲ့က23ချအမျှပေးဝေးခဲ့ပါတယ်။အဲ့နောက်မှာတော့ဗုဒ္ဓသာသနာစီရင်တဲ့တူသုံးချိန်ရုပ်ဆိုကအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။ဝိစာတာမွနဲ့အလူတော်လူရဲအနန္နဲ့ပတ်သက်ပြီးဆရာတော်ကြီးကခုလိုမင်ကြားထားပါတယ်။29ရက်နေ့ဝါဆိုလာဆန်9ရက်နေ့မှာတော့ဒီရန်ကုန်တိုင်းပေါ့နော်တာမွေမြို့နယ်အလူတော်ပြည့်ကျောင်းတိုင်းမှာဆရာတော်ကြီးရဲ့အသက်65နှစ်မြောက် ိဇတာမွန်းနေ့အလူနဲ့တိုက်ခတ်ထပွဲပါဆိုတန်ငါးကပ်ပွဲပေါ့နော်ကျင်းပလာဖြစ်ပါတယ်အဲ့ဒီမှာကျင်းပတဲ့အခါကျတော့ဒကာဓမ္မတွေလည်းလာလို့ရအောင် နောက်ရဝေးရဏီရဒကာဓမ္မတွေလည်းလာအောင်နောက်လာလို့ချင်းလည်းကုသဖြစ်အောင်နောက်တော့နေ့လေတနားရီဆိုရင်ဒါရေသက်ချအနုမောဒနာတရားဟောကြားမှာဖြစ်ပါတယ်အလူချင်းများကတော့ဟိုဆရာတော်ကြီး90နဲ့ရှစ်မိုင်အမြန်လန်းငကားညင်အောင်ကြောင်းထဲမှာတရင်သုံးတဲ့အခါကျတော့ရန်ကုန်မြို့မှာရှိတဲ့ရဟန်းတက္ကရာဓမ္မတွေကနေပြီးတော့ ဒီ98မိုင်ကိုပြန်မကြွခင်လေးမှာဝိဇတာမွင်းနေ့ပွဲလေးကိုကျင်းပပြီးတော့တိုက်ခတ်ထားပွဲလေးရန်ကုန်ကအလူချင်းလူမများဒကာရမတွေကနေကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ်အလုံးအလူချင်းလူမများနဲ့ခွန်တော်မီးတွေကြမ်းမချမ်းသာပါစေအဲမွင်းနေ့မှာလည်းလာရောက်ပြီးတော့လူတန်းနဲ့ဒကာရမတွေလည်းကြမ်းမချမ်းသာကြပါစေတရာဖြူဝဲအလူပေးကြတဲ့ဓမ္မမိတ်ဆွေပဋ္ဌာန်းဆက်ဆွေတော်မျိုးတွေလည်းကြမ်းမလို့ချမ်းသာပါစေ အားလုံးတို့မြန်မာနိုင်ငံတို့နိုင်ငံသားနဲ့ကဘာသူကဘာသားတွေအားလုံးလည်းချမ်းမှချမ်းသာကြပါစေခုနှစ်သားသမီးလည်းဘေးခတ်တဲ့ရန်ခတ်တဲ့အန္တရာယ်ခတ်တဲ့ဆိုရင်ခတ်တဲ့ကြောင်းရခတ်တဲ့နှလုံးစိမ်ဝိုင်းအေးချမ်းပြီးတော့လူရဆန္ဒပြကြပါသည်လို့မွန်းနေနေမှာပဲဆရာကြီးကမွန်းနေကျင်းပါတဲ့ကုသိုလ်ကောင်းမှုနဲ့ပေါင်းစုပ်ပြီးတော့အမြတ်တမ်းပေးဝေ၍ဒါမေတ္တာပို့တာပါသည်လို့သာဓုသာဓုသာဓုပါရှင်မြေယေရှုဆရာတော်ကြီးဒေါက်တာဗတ္တန္တာအာတိဆဝန္တဟာမြန်မာနိုင်ငံအနှံ့အပြားမှာဖျားစီဒီပေါင်း2535စုကိုလည်း တရရှိနဲ့ရွှေထီတော်တင်လူခဲ့ပြီးတိခါထက်အချိန်ပေါင်း1962ချိန်တိခါထက်ခဲ့ပြီးတရားပွဲပေါင်းများစွာကိုလည်းဟောကြားတော်မူခဲ့ပါတယ်ရန်ကုန်မန္တလေးအမြန်လမ်း68မိုင်ချီငကားညင်အောင်ကျောင်းတိုက်ကြီးမှာလောင်လောင်နောက်သားများကြီးညိုတရားပွားများစီဖို့အတွက်ဗုဒ္ဓရုပ်ပွားတော်ပေါင်း1000ကျော်ကိုတည်ထားကိုးကွယ်လျက်ရှိပါတယ်လက်ရှိမှာတော့ဗုဒ္ဓရုပ်ပွားတော်ပေါင်း400ကျော်တည်ထားကိုးကွယ်ပြီးဖြစ်တယ်လို့သိရှိရပါတယ်ရှင်။